ုတ်ကဲ့မင်္ဂလာပါဗျ 2D KMD မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျကဲမနေ့ကတော့ကျွန်တော် live မလွန့်ပြဖို့ပေါ့နော်ဒီညနေမှာတော့ free လောက်မှာဖြစ်ပါတယ်ဗျကိုမလိုလဲကြည့်ပြီးတော့ကြိုက်နေတဲ့ရင်တော့တုံးပေါ့နော် 2D မှာတော့အပိုင်ရလို့တော့မရှိဘူးဗျ ။မူတန်းနဲ့မနက်ကမတွေ့ဘူးတဲ့။ဟုတ်ပါတယ်ဗျာ။နော်မနက်ကကျွန်တော်လည်း live မတက်ဖြစ်ပါဘူးဗျ။ပါလို့လဲဆိုတော့ဒီမှာတန်ရဲစူညံနေရပေါ့နော်ဒါကြောင့်မို့ကျွန်တော်မနက်ကလိုင်းမတက်ဖြစ်တာပါဗျ တော့ဒီမှာပေါ့နော်ဝမ်းကျင်းလေးဒီမှန်ကန်လာတဲ့ဝမ်းကျင်းလေးပေါ့နော်ဒီမှာဒီကျွန်တော်တို့2ကိုပေါ့နော်မနက်ပိုင်း2ကိုနှစ်ကိုပေါင်းခြင်းဒီတစ်ဖြစ်လို့တရဲ့နှက်ခတ်ဒီရှိတစ်ရှိဒီကျွန်တော်တို့ဒီမှာအချိန်မြတ်တစ်ရှိအချိန်မှာ6ရှိထွက်တော့8ထီတဲ့နောက်တစ်ပင်ဒီလဲ3ရဲ့8ရဲ့ဒီနှလုံးပေါင်းခြင်းဒီတစ်ဖြစ်လို့တရဲ့နှက်ခတ်ဒီရှိတစ်ရှိဒီလဲကျွန်တော်ဒီမှာအချိန်မြတ် ီ1 8အချိန်မှာလဲကျွန်တော်တို့1 9ထွက်တော့1 ठी ရေဗျကျော်တဲ့လဲပေါ့ချင်းနေမောင်လေးတဲ့ဟုတ်ကဲ့ပါဗျာเนาะကျွန်တော်လဲအကောင်းဆုံးတော့စူးစမ်းထားတယ်ဗောနော်ဒါကြောင့်ဒီမှာနောက်တစ်ပြင်ဒီခွင်း1ဗောနော်ခွင်း1ပေါင်းချင်းဒီ10ဖြစ်လို့10ရဲ့နှစ်ခတ်ဒီ10 10ဒီလဲကျွန်တော်ဒီမှာအချိန်ဗျာဒီ10အချိန်မှာလဲ1 4ထွက်တော့1 ठी တယ် ဒီ one chain line လေးဒီတော့မှန်ကန်နေရပါတော့ကျွန်တော်ဒီမှာ9လေးထွက်တာ9ရဲ့4ရဲ့ဒီနှလုံးပေါင်းချင်းဒီ6ဖြစ်လို့6ရဲ့နှက်ခတ်ဒီ6 6ဒီလေကျွန်တော်ဒီမှာအချိန်ပြဒီ6 6အချိန်မှာလဲ6 8ထွက်တော့6 ठी လေဗျ3ညရဲ့နှက်ခတ်ဒီခွန်း3ညခွန်းဒီကျွန်တော်တို့ဒီမှာအချိန်ပြ3ညခွန်းအချိန်မှာလဲ90လို့ထွက်တော့ကျွန်တော်နှလုံးတော်ထီတယ်ပေါ့နော် အားလုံးပဲနားရမယ်လို့ထင်တယ်ပေါ့နော်အကျိုင်းနှစ်တက်မှုရှိမှလည်း၃ဒါဆိုရင်ကျတော့ဒီမှာ၈အပေါင်း၅ပေါ့နော်၈၅ထွက်ထားခြင်းကြောင့်၈ရဲ့၅ရဲ့ပေါင်းခြင်းဒီ၃ဖြစ်လို့၃ရဲ့နှက်ခတ်ဒီ၅၃၅ဒီကျတော့ဒီမှာအချိန်မြတ် ကျော်ဒီ1ကျင်းလေးကိုလုံးမိုင်းတစ်လုံးနဲ့တွဲရင်အပြည့်ပေါ်လीပေါ့နော်ခုကျော်စွန်လိုက်နဲ့အပူလာနိုင်လားတဲ့အပူကတော့ကျွန်တော်ရဲ့ဟောပေါ့နော်ဖြစ်ချင်းလေးနဲ့တွားရမှာတော့အပူဆိုင်တွေ့ပါလေဗျကျော်ဒီမှာဆိုရင်ဒါလေးကလုံးမိုင်းဆိုင်ပေါ့နော်၈ရယ်9ရယ်ဒီရ4ရယ်ဒီ3လုံးပုံချင်းဒီ6ဖြစ်လို့6ရယ်ပါဝါတီလေး၄ဒီရောဒီမှာလုံးမိုင်းပေါ့နော် ော်ဒီမှာပဲရေးလိုက်တော့မယ်ဗျကျွန်တော်ဒီမှာ၄ဘိုင်ကို၈၁နဲ့တွဲရင်၄၈၄၁ပေါ့နော်အဲ့ဒီမှာ၁၄ဆိုပြီးတော့ထွက်တယ်ဗျအဲ့တော့ဒီမှာနောက်တစ်ပြန်ဒီလေ1ရယ်5ရယ်ပေါင်းချင်းဒီ6 6နဲ့ဒီရခွန်းနဲ့ပေါင်းတော့3ဒီ3လုံးပေါင်းချင်းဒီ3ဖြစ်လို့3ရယ်ပါဝါဒီ8 8ဒီလေကျွန်တော်ဒီမှာလုံးမှန်ပြ တော့ဒီမှာ၈ပိုင်ကိုဒီ၉၆နဲ့တွဲရင်၈၉၈၆ပေါ့နော်အဲ့ဒီနှစ်ကွက်မှာလည်း၆၈ဆိုပြီးတော့ထွက်တယ်ဗျာဒါတော့ဒီမှာလည်းနောက်တစ်ပင်ပေါ့နော်၄ရဲ့၃ရဲ့ပေါင်းချင်းဒီခွန်းခွန်းနဲ့ဒီရ၅နဲ့ပေါင်းတော့၂ဒီ၃လုံးပေါင်းချင်းဒီ၂ဖြစ်လို့၂ရဲ့ပါဝါဒီခွန်းခွန်းဒီလဲကျွန်တော်ဒီမှာလုံးပိုင်ဗျာ တော့ဒီခွန်ပိုင်ကိုလည်းကျွန်တော်တို့ဒီ၃ညခွန်အချိန်နဲ့တွဲရင်80ခွန်ဘူးပေါ့เนาะအဲ့ဒီနှစ်ကွက်မှာကျွန်တော်တို့80ဆိုပြီးတော့ထွက်တယ်ဗျအနီကွက်လေးပြပါဦးဗျာတဲ့ဒီရမနက်ကမတွေ့ပါလားတဲ့ဟုတ်ပါတယ်ဗျာเนาะမနက်ကကျွန်တော်ဒီမှာစူညံနေတာဖြစ်တဲ့အတွက်ကျွန်တော်လိုင်းမတက်ဖြစ်ဘူးပေါ့เนาะဒါဆိုရင်ကျွန်တော်ဒီနေ့မှာခွန်ရ၈ရပေါင်းချင်းဒီ9 9နဲ့ဒီရ9နဲ့ပေါင်းတော့၄ ဒီ၃လုံးပုံချင်းဒီ၄ဖြစ်လို့၄ရဲ့ပါဝါဒီကို၉ဒီလဲကျွန်တော်ဒီမှာလုံးပိုင်းဗျအားလုံးပဲနားလဲမယ်လို့ထင်တယ်ပေါ့เนาะအချိန်နဲ့တက်မှုရှိမှလဲ၃မှာကျွန်တော်ဒီမှာဒီ၃လုံးပုံချင်းဒီ၉ဖြစ်လို့၉ရဲ့ပါဝါဒီလေး၄ပိုင်းကိုကျွန်တော်တို့အစောနာခွန်တက်ပေါင်းချင်းဒီ၈ဖြစ်လို့၈တက်အချင်းနဲ့တွဲရင်ပေါ့နော်အပြည့်ပေါ်ဖြစ်တယ်၄၈၄တက်ဆိုတော့နှစ်ကွက်မှာကျွန်တော်တို့တက်၄ဆိုပြီးတော့ထွက်တယ် နောက်တစ်ပင်ဒီတင်ငါခွန်ပေါင်းချင်းဒီကျွန်တော်တို့သုံးဖြစ်လို့၃ရဲ့ပါဝါဒီ၈၈ပိုင်းကို၅လေးပေါင်းချင်းဒီ၉ဖြစ်လို့၉နှက်ခတ်၆၉၆နဲ့တွဲရင်လည်းအပြည့်ပေါ့နော်၈၉၈၆ဆိုတဲ့နှစ်ကွက်မှာကျွန်တော်တို့၆၈ဆိုပြီးတော့ထွက်တယ်ဗျ။အဲ့ကြောဒီမှာနောက်တစ်ပင်ဒီလဲ၄ရဲ့၃ရဲ့၅ရဲ့ဒီ၃လုံးပေါင်းချင်းဒီ2ဖြစ်လို့2ရဲ့ပါဝါခွန်းခွန်ပိုင်းကို၃ခွန်းပေါင်းချင်းဒီ၃ညာ၃ညာရဲ့နှက်ခွန်း၃ညာခွန်းအချင်းနဲ့တွဲတာဗျ ခွန်ပိုင်ကို39နဲ့တွဲတာမှာ80ခွန်ဘူးဆိုတဲ့နှစ်ကွက်မှာကျွန်တော်တို့80ဆိုပြီးတော့ထွက်တယ်ဗျ။ဒါဆိုရင်ကျွန်တော်ဒီနေ့မှာလုံးပိုင်လေးတီးပေါ့နော်။ခွန်ရဲ့8ရဲ့ဒီရ9ရဲ့ဒီ3လုံးပေါင်းချင်းတီး4ဖြစ်လို့4ရဲ့ပါဝါတီကို9ပိုင်ကို15ပေါင်းချင်းတီး3ဖြစ်လို့3နဲ့ခက်9 3 9နဲ့တွဲရင်9 395ဆိုတဲ့ဒီနှစ်ကွက်တီးတော့အပေါ်ပင်နေမှာတော့ကျွန်တော်တို့ပေါက်ကနန်းပေးတယ်ပေါ့နော်။ဒါဆိုရင်ကျွန်တော်ဒီမှာထိတ်စီးလိုင်းလေးလည်းတွက်ပြမယ်ပေါ့နော်။ ယောဒီမှာတစ်ကိုပုံချင်းဒီတုံညပေါ့နော်ဒီနှလုံးပုံချင်းတုံညတုံညရဲ့နှက်ခတ်ဒီခွန်ပေါ့နော်ဒီခွန်ကိုတစ်ကိုပုံချင်းတုံညတုံညရဲ့နှက်ခတ်ခွန်ကိုကျွန်တော်တို့ဒီသုံးလုံးဒီခွန်ဆိုပြီးတော့ဖြစ်တယ်ဗျ။ ဒီနှလုံးပေါင်းခြင်း၃ညာ၃ညာနှစ်ခတ်ခွန်ကိုကျွန်တော်တို့ဒီ၃လုံးပေါင်းခြင်းဒီခွန်ဆိုပြီးတော့ဖြစ်တယ်ပေါ့နော်ဒီမှာဆိုကျွန်တော်တို့၅တက်ပေါင်းခြင်းဒီ၆ဖြစ်နေတာဖြစ်တဲ့အတွက်ဒီခွန်ဖြစ်အောင်ဆိုရင်ဒီမှာဒီတက်ထိပ်ပေါ့နော်ဒါဆိုကျော်ဒီမှာနောက်တစ်ပင်ဒီတက်လေးပေါ့နော်တက်လေးပေါင်းခြင်းဒီ၅ဒီနှလုံးပေါင်းခြင်းဒီ၅၅ရဲ့နှစ်ခတ်၃၅ရဲ့နှစ်ခတ်၃ကိုလည်းကျွန်တော်တို့ဒီ၃လုံးပေါင်းခြင်းဒီ၃ဆိုပြီးတော့ဖြစ်တယ်ဗျာ ကျော်ဒီမှာ3လေးပုံချင်းဒီခွင်ဖြစ်နေတာဖြစ်တဲ့အတွက်ဒီ3ဖြစ်အောင်ဆိုရင်ကျော်ဒီမှာ6ထိပ်ထဲမှာပဲ3ဖြစ်မှာပေါ့နော်အားလုံးပဲနားလည်မလို့ထင်နေပြဒါဆိုကျွန်တော်ဒီမှာ6 8ပေါ့နော်6ရဲ့8ရဲ့ပုံချင်းဒီ၄ဒီနှလုံးပုံချင်း၄၄ရဲ့နှက်ခတ်2ကိုလည်းကျွန်တော်တို့ဒီ3လုံးပုံချင်းဒီ2ဆိုပြီးတော့ဖြစ်တယ်ဗျ၈ရဲ့ခွန်ရဲ့ပေါင်းချင်းဒီ၅ရှိရဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ2ဖြစ်အောင်ဆိုရင်ကျွန်တော်ဒီမှာဒီခွန်ထိတ်ထဲမှာပဲ2ဖြစ်မှာပေါ့နော် ါဆိုရင်ကျော်ဒီမှာ ခွင်ရဲ့၃ညရဲ့ခွင်၃ညပေါင်းခြင်းဒီခွင်ဖြစ်လို့ခွင်ရဲ့နှက်ခတ်ဒီ၃ညဒီ၃ညကိုလည်း6ရဲ့5ရဲ့ပေါင်းခြင်းဒီ1ပေါ့နော်ဒီကထိပ်စီးနဲ့ပေါင်းခြင်းဒီကျော်တို့၃ညဖြစ်ရမယ်ဗျဟုတ်တယ်မဟုတ်တယ်တော့မသိဘောเนาะကျွန်တော်ဒီမှာယူပြတာလေးကတော့မှန်ကန်နေတယ်ပေါ့เนาะဒီမှာတစ်ကိုပေါင်းခြင်း၃ည၃ည၂ခတ်ခွန်ကိုဒီ၃လုံးပေါင်းခြင်းဒီခွန်ဆိုပြီးတော့ဖြစ်တယ် ဒီမှာလဲကျွန်တော်တို့1လေးပုံးချင်းဒီ9 9နှစ်ခတ်3ကိုကျွန်တော်တို့3လေး6ပေါ့နော်ဒီ3လုံးပုံးချင်းဒီ3ဆိုပြီးတော့ဖြစ်တယ်ဗျဒီမှာကျွန်တော်တို့6 8ပုံးချင်း4 4ရဲ့နှစ်ခတ်2ကိုလဲ6ခွန်ပေါ့ခွန်ပေါ့နော်ဒီ3လုံးပုံးချင်းဒီလဲကျွန်တော်တို့2ဆိုပြီးတော့ဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်ဒီမှာခွန်3ညပုံးချင်းဒီခွန်ခွန်ရဲ့နှစ်ခတ်3ညဒီ3ညကိုကျွန်တော်တို့ဒီ3လုံးပုံးချင်းဒီ3ညလို့ဖြစ်မယ်ဆိုရင် ခြုံငါပုံချင်းဒီတစ်ဖြစ်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့တုံညာဖြစ်အောင်ဆိုရင်ဒီမှာဒီကိုထိတ်ထဲမှာပဲကျွန်တော်တို့တုံညာဖြစ်မယ်ဗျအလုံးမဲ့နားလည်းမလို့ထင်တယ်ပေါ့နော်ကျွန်တော်တို့ဒီမှာဒီကိုးပိုင်လေးရှိထားတယ်ကျွန်တော်တို့ကိုးထိတ်လေးလည်းတွေ့တယ်ပေါ့နော်ဆက်ပြီးရင်တော့ကျွန်တော်တို့ပေါက်ကင်းန်းလေးဖြစ်မှာပေါ့နော်ဒူးဒီမှာတော့ပိုင်ရလို့တော့မရှိဘူးပေါ့နော်ဒါပေမဲ့ထပ်ပြီးမှဆိုရင်တော့ကောင်းတာပေါ့နော်မပေးရင်တော့လည်းကျွန်တော်တို့မတက်နိုင်ပါဘူးဗျ ဒါဆိုကျွန်တော်ဒီမှာနောက်ပိတ်လိုင်းလေးပေါ့နော်ကျော်ဒီမှာ၄ရက်၄ရက်၈ရက်ဒီ၃လုံးပုံချင်းဒီကျွန်တော်6ဆိုပြီးတော့ဖြစ်တယ်နောက်တစ်ပြင်ဒီ9ရက်၈ရက်3ရက်ဒီ၃လုံးပုံချင်းဒီ5ဆိုပြီးတော့ဖြစ်တယ်ဗျာကျော်ဒီမှာဒီ၃လုံးပုံချင်းဒီ6ဒီ၃လုံးပုံချင်းဒီ5ဒီ၃လုံးပုံချင်းဒီ၄ဆိုပြီးထက်ဖြစ်မယ်ဆိုရင်လည်းကျွန်တော်တို့ကဒီမှာ ငါးတုံညာပေါင်းချင်းဒီငါးဖြစ်နေတာဖြစ်တဲ့အတွက်လေးဖြစ်အောင်ဆိုရင်ကျွန်တော်တို့၉နောက်ပိတ်ထည့်ရမယ်ဗျမောဘိုင်းတော်မူရဲ့ညနေရပူလာမြည်တဲ့ဟုတ်ကဲ့ပါဗျာနော်ကိုခန်းနဲ့ break လေးပြောပြပါလားတဲ့ဟုတ်ကဲ့ပါဗျာကြဲရဲကိုရဲထိုးမယ်တဲ့ဟုတ်ကဲ့ပါဗျာနော် တူဒီမှာပိုင်မရှိဘူးလေတဲ့အမှားအမှန်လက်ခံနိုင်ရင်တော့ကြိုးစားပေါ့ဟုတ်ကဲ့ပါဗျာကျွန်တော်ဒီမှာပေါ့နော်ဒီ6ပိုင်ကို3 9နဲ့တွဲရင်6 3 9ဆိုတဲ့နှစ်ကွက်ပေါ့နော်အဲ့ဒါကတော့ကျွန်တော်ဒီမှာအပင်တို့ဘရိတ်လေးပေါ့နော်အဲ့ဒီဘရိတ်လိုက်နေဆိုရင်တော့ဒီနှစ်ကွက်တီလဲကျွန်တော်တို့ကွက်တီကြတယ်ပေါ့နော် ခွင်ရဲ၄ရဲ၃ရဲဒီ၃လုံးပေါင်းခြင်းဒီ၄ဖြစ်လို့၄ရဲနှစ်ခတ်ဒီနှစ်၄နှစ်ဒီကျွန်တော်ဒီမှာပြိတ်ပေါ့နော်၄နှစ်ပြိတ်မှာ၆ရှစ်ဆိုပြီးတော့၄ပြိတ်ထွက်တယ်ဒီမှာဒီကျွန်တော်တို့ဟာ၈ပိုင်းကို၉၆နဲ့တွဲရင်၈၉၈၆ပြိတ်ဒီ၄နှစ်ပြိတ်ဆိုတော့ကျွန်တော်တို့၈၆ဆိုလဲကျွန်တော်ဒီမှာ၄ပြိတ်ပေါ့နော်၆ရှစ်ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုကျွန်တော်ဒီမှာ9ရဲ့9ရဲ့8ရဲ့ဒီ3လုံးပေါင်းခြင်းဒီ3ညာဖြစ်လို့ တုံညာရဲ့နှက်ခတ်တီခွန်းတုံညာခွန်းတီကျော်ဒီမှာပြိတ်ပေါ်နော်ကျွန်တော်ကခွန်းပိုင်ကိုတုံညာခွန်းပြိတ်ဆိုတော့80ခွန်းဘူးဆိုတော့ပြိတ်ဒီကျွန်တော်တို့ကတုံညာခွန်းပြိတ်ဆိုတော့80ဆိုပြီးတော့ကျွန်တော်တို့ထိုးအောင်ပေါ့နော်ဒီမှာ80ဆိုပြီးခွန်းပြိတ်ထွက်တယ်ဗျဒါဆိုကြောဒီမှာ3ရဲ့5ရဲ့ဒီရက်6ရဲ့ဒီ3လုံးပုံချင်းဒီ4ဖြစ်လို့4ရဲ့နှက်ခတ်ဒီနှစ်4နှစ်ဒီပြိတ်လို့ဖြစ်မှာဆိုရင်ကျွန်တော်ဒီမှာ6ပိုင်းကို3 9နဲ့တွဲရင်ပြိတ်ဒီ ၄နှစ်ပရိတ်ဆိုတော့၉၃ဆိုလဲ၄ပရိတ်၉၅ဆိုလဲ၄ပရိတ်ပါဗျဖြစ်နိုင်တဲ့ပရိတ်ကတော့ရှိတာပေါ့နော်ဒီမှာတော့ကျွန်တော်ပရိတ်လိုင်းရဲ့ထပ်တူကြတဲ့လေးကိုပေါ့နော်ဒီကိုဘူးဆိုတဲ့ဟာလေးကိုလည်းကျွန်တော်ထပ်တူကြတဲ့ပရိတ်လိုင်းလေးကိုလည်းပြပေးမယ်ဗျကျူရဲ့လက်မလေးတွေနှိပ်ပေးလိုက်ကြပါတဲ့ဟုတ်ကဲ့ပါဗျာနော်ညွန်းညွန်းနဲ့၃၃၅၅တဲ့ဟုတ်ကဲ့ပါဗျာ ော်ရမ်းတော်ပါတယ်တဲ့ဟုတ်ကဲ့ပါဗျာနော်တော်နေတော့မရောက်ပေါ့နော်ပောက်ကနန်းဖြစ်ပေါ်တော့အရေးကြီးပါလေဗျာကြော်ဒီမှာဆိုလဲပေါ့နော်ဒီ၃လုံးပုံချင်းဒီ၈ဆိုပြီးတော့ဖြစ်တယ်နောက်တစ်ပင်ဒီ၄၆ခွန်ပုံချင်းဒီခွန်ဆိုပြီးတော့ဖြစ်တယ်ဗျာဒီ၃လုံးပုံချင်း၈ဒီ၃လုံးပုံချင်းဒီခွန်ဒီ၃လုံးပုံချင်းဒီ၆လို့ဖြစ်မယ်ဆိုရင်ကျော်တော့နှစ်ထိပ်ထဲမှာ၆ဖြစ်မှာပေါ့နော်ဒါဆိုကျွန်တော်ဒီမှာ d1 နဲ့ ထက်တူကြတဲ့ play line လေးပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ခွန်ရ9ရယ်ကျွန်တော်ဒီရ1ရယ်ပေါ့နော်ခွန်9ပောင်းချင်းဒီကျွန်တော်တို့3ဖြစ်လို့3ရဲ့ power တီရှိ3ရဲ့နှက်ခက်တီ9 385ဒီကျွန်တော်ဒီမှာ break ပြ ော့ဒီ385ပြိမ့်မှာ1လေးဆိုတော့ကျွန်တော်တို့9ပြိမ့်ထွက်တယ်နောက်တစ်ပြင်ဒီလဲ9ရဲ့3ရဲ့ပေါင်းချင်းဒီ6 6နဲ့ဒီရဲ့1နဲ့ပေါင်းတော့9ဒီ3လုံးပေါင်းချင်းဒီ9ဖြစ်လို့9ရဲ့ပါဝါဒီ4 9ရဲ့နှက်ခတ်ဒီ6 9လေး6ဒီကျွန်တော်ဒီမှာပြိမ့်ပြဒီ9လေး6ပြိမ့်မှာလဲ68ဆိုတော့ကျွန်တော်တို့4ပြိမ့်ထွက်တယ် ါဆိုရောဒီမှာနောက်တစ်ပင်ပေါ့နော်ပရိလိုင်းဒီ3ရဲ့8ရဲ့ပေါင်းချင်းဒီ1တင်းနဲ့ဒီရ6နဲ့ပေါင်းတော့ခွန်းဒီ3လုံးပေါင်းချင်းဒီခွန်းဖြစ်လို့ခွန်းရဲ့ပါဝါတီနဲ့ခွန်းရဲ့နှက်ခက်တီ3ညာခွန်းနဲ့3ညာဒီကျွန်တော်ဒီမှာပြိပြတော့ဒီခွန်းနဲ့3ညာပြိမှာလဲကျွန်တော်တို့80ဆိုတော့ခွန်းပြိထွက်တယ်ဒါဆိုရင်ကျွန်တော်ဒီနေ့မှာပရိလိုင်းလေးဒီပေါ့နော်6ရဲ့6ရဲ့ပေါင်းချင်းဒီ4 4နဲ့ဒီရ9နဲ့ပေါင်းတော့1ဒီ3လုံးပေါင်းချင်းဒီ1ဖြစ်လို့ တဲ့ရဲ့ပါဝါတီ6တဲ့ရဲ့နက်ခတ်တီ8တဲ့68တီလဲကျွန်တော်ဒီမှာ break နဲ့တွေ့ရတာပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာ168 break ဆိုရင်ကျော်ဒီမှာ6ထိပ်တီ6နောက်ပိနေဆိုရင်6ဘူးဆိုလဲကျွန်တော်တို့8 break ပါမယ်2ထိပ်နဲ့6နောက်ပိဆိုရင်2 6ဆိုလဲ1 break ပေါ့နော်ကျွန်တော်ဒီနေ့မှာ6ပိုင်ကိုပဲဦးစားပေးပြီးတော့ဒီမှာ C ပေးလိုက်မှာပေါ့နော်9ကွက်လောက်တော့ရှိပါသေးတယ်ကိုမတို့လည်းအကြိုက်ပါမှာလဲ3ပေါ့နော် ဟုတ်ကဲ့ပါဗျာကျတော့ဒီညနေမှာတော့ဒါပါပဲပေါ့နော်ကိုးနဲ့ပတ်သက်တဲ့ကျွန်တော်ခွန်းကွက်ပါဗျာကိုးဘူးရဲ့2ကိုးရဲ့9395 946ခွန်း90ဆိုပြီးတော့ကျွန်တော်ကနန်းတီခွန်းကွက်ပေါ့နော်ဟုတ်ကဲ့ပါညနေမှာကျွန်တော်တွေ့ပြတဲ့ကနန်းလေးဒီပေါက်ကနန်းလေးဖြစ်ပါစေဗျာအကိုမတို့ကြိုက်တဲ့ကနန်းတီလည်းတို့၄နာရီခွဲထွက်မဲ့ကနန်းနဲ့ထပ်တူကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ဗျာ ။ဒါဆိုနည်းနည်းပါးပါးပဲထိုးတော့မယ်တဲ့ကိုမကြိုက်လို့ပါတဲ့ဟုတ်ကဲ့ပါဗျာနော်။အကိုမတို့အကြိုက်ကိုတော့သုံးပေါ့နော်။ဘယ်သူမှလည်းကျွန်တော်တို့အပိုင်သိရှိရတော့မဟုတ်ဘူးပေါ့နော်။ကျွန်တော်တို့ဒီမှာတွေ့တာကိုပဲကျွန်တော်ချပြပေးခြင်းဖြစ်ပါလေဗျာ။ဒီ၃၅အချင်းကလည်းမှန်ကန်လာတော့တော်တော်အပင်တော့ရှင်းနေပေါ့နော်။တကယ်လို့၃၅အချင်းကိုပဲတစ်ချောက်ရှစ်ပလိတ်တွဲရင်လည်းတွဲပေါ့နော်။ ဟုတ်ကဲ့ပါအလုံးမဲကံကောင်းကြပါသေးဗျဘိုင်းဘိုင်းစေးယူပါအလုံးမဲ